္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဗီယိုမြန်တန်ကြရင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။တော်လှန်ရေးအတွင်းကလိမ်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအတွက်ထိရောက်တဲ့အရေးယူမှုမရှိဘဲလူမှုရေးပြစ်ဒဏ်သာပေးနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့အမျိုးသမီးရေးလှုပ်ရှားသူတွေကပြောဆိုကြပါရယ်။ကေခိုင်သတင်းပေးပို့ထားပါရရှင်။ 2020တခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံအနှံ့မှာပဋိပက္ခတွေတိုးမြင့်ဖြစ်ပေါ်လာတာနဲ့အမျှအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေရဲ့နေစဉ်ဘဝလုံခြုံရေးကလည်းတစ်နှစ်တခြားစိုးရိမ်ဖွယ်ရှိလာနေပါတယ်။ အမျိုးသမီးတွေလိမ်ပိုင်းဆိုင်ရာကျူးလွန်နှောက်ယှက်ခံနေရတဲ့ဖြစ်စဉ်တွေထဲမှာစစ်ကောင်စီဘက်ကသာမကပဲတော်လေရင်အင်အားစုအတွင်းမှာလည်းဖြစ်ပေါ်နေပေမယ့်ထိရောက်တဲ့တရားစီရင်မှုနဲ့အရေးယူမှုတွေမရှိသေးဘူးလို့အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုလာကြပါတယ်။ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကလည်းတက်ကြော့လှူရှားသူလေးဖြစ်တယ်လို့တော်လေရင်နေမြေအတွင်းမှာဓားပုံရိုက်ကူးနေတဲ့ဓားပုံဆရာ မောက်ခဲဝော်ခေါ်ကိုမင်းသူကျော်ကျူးလွန်ခဲ့တဲ့လိမ်ပိုင်းဆိုင်ရာပြစ်မှုတွေအပါအဝင်တခြားပြစ်မှုတွေကိုပါအရေးယူပေးဖို့ ကင်းရင်းပြေဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကို ဂျန်နာတရားမြတ်တရဲ့ဆိုင်ရအဖွဲ့အစည်းစီပွဲကတောင်းဆိုခဲ့ကြပါတယ်။လူငယ်ဒရိုင်တာနဲ့တက်ကြွလှူရှားသူတို့ဖြစ်တဲ့မောင်ခဲဝော်ခေါ်ကိုမင်းသူကျော်ဟာလိန်ပိုင်းဆိုင်ရအမျက်ထုံမှုမဖွေမရပြုမှုအကြမ်းဖက်မှုငွေကြေးအလွေသုံးစားမှုတွေကိုကျူးလွန်ခဲ့တယ်လို့အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကာယကံရှင်ဓက်ပုံဆရာမောင်ခဲဝော်ကတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတောင်းပန်ကြောင်းရှင်းတာထားတော့ကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကာယကံရှင်မောက်ခမ်းဝတ်ကိုဒီပူပီကဆက်သွေးမေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြတာမရှိပါဘူး။လိမ္မာဆိုင်ရာကျူးလွန်မှုတွေလျော့နေလောက်ဘလိုမျိုးတားဆီးကောက်ကွေးရမလဲဆိုတာနဲ့ပတ်သက်ပြီးလူမှုအတိုင်းဝိုင်းတဲ့အပါအဝင်တော်လေရဲ့အင်အားစုတွေဂျာတိမှာလေဆွေနှင်းတိုင်ပင်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ Gender Equality Network GEN ရဲ့ Driver မမစ်ဘေဖြူကသုံးသပ်ပြောဆိုပါတယ် ခုလိုမျိုးကျူးလွန်တဲ့သူကိုကျမတို့ကဖော်ထုတ်ပြီးတော့ဒီလူမှုရေးပြစ်ဒဏ်ပေးတာကပဲလက်ရှိမှာဖြစ်နိုင်တဲ့အနေအထားမျိုးဟိုဖြစ်နေတာလည်းတော်တော်လေးဝမ်းနည်းစရာတော့ကောင်းတယ်ပေါ့နော်တရားဥပဒေစိုးမိုးရေးလည်းမရှိဘူးတရားစီရင်စနစ်ကလည်းခိုင်မာမှုမရှိဘူးအဲ့တော့ social media platform တွေကနေပေါ့နော်ထုတ်ဖော်ပြောဆိုရဲလာအောင်ကျူးလွန်ခံရတဲ့သူတွေကိုနှစ်နာတဲ့သူတွေကို တိုက်တွန်းအားပေးတာနှစ်သိမ့်တာကျူးလွန်တဲ့သူတွေကိုလည်းလူမှုရေးပြစ်ဒဏ်အားဖြင့်ပေါ့နော်တော်လိုင်းရေးအဝန်ဝိုင်းထဲမှာအရေးကြီးတဲ့ ခန်းကဏ္ဍတွေမှာ ပါဝင်ဥဆောင်စီခြင်းမပြုတ်ဖို့အတွက်ပေါ့နော်တိုက်တွန်းတာဒါတွေကပဲကလှုပ်လို့ရတဲ့အရေးယူမှုပုံစံတွေလို့တော့ဖြစ်နေတယ်ပေါ့နော် တကယ်တကယ်တမ်းမှာဒီထက်ပိုပြီးတော့ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလုံနိုင်တဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပဋိပက္ခကာလအတွင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုစစ်တပ်ကရည်ရွယ်ချက်ရှိရှိကျူးလွန်နေတာတွေတွေ့နေရသလိုပဲတရားဥပဒေစိုးမိုးမှုအားနည်းတဲ့ဒေသတွေမှာလည်းတော်လေရင်အင်အားစုတွေကအခွင့်ကောင်းယူပြီးလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်နေတာတွေကတစ်နှစ်ထက်တစ်နှစ်မြင့်တက်လာနေပါတယ် ဒါကြောင့်လိန်ပိုင်းဆိုင်ရာအကြံဖက်မှုကျူးလွန်နေဘူးကိုမဆိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်တင်တယ်လို့ Women Advocacy Coalition မြန်မာ WACM ရဲ့ Trainer Dr. ခင်လေးကပြောပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေနဲ့ကလေးငယ်တွေပေါ်မှာအခုလိုမျိုးမဖွဲမရပြုလုပ်တာညှဉ်းပန်းနှိပ်စက်တာအကြမ်းဖက်တာဒါမျိုးတွေကျူးလွန်လာပြီဆိုရင်တော့နိနာသူတွေကအတန်တိတ်မနေပဲအခုလိုမျိုးပေါ့နော်လူသိရှင်စာထုတ်ဖော်တာအေးအေးယူဆောင်ရွက်တာနော်ဒီကျူးလွန်သူဟာတက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုခုမှာတာဝန်ရှိတဲ့သူဖြစ်မယ်ဆိုရင်လည်းအဖွဲ့အစည်းကိုယ်တိုင်ကနေမှသူတို့ရဲ့ဥပဒေလှုပ်ထုံးလုပ်နေတဲ့တတိကျစအေးအေးယူတာမျိုးနောက်တစ်ခါလူမှုရေးပြစ်ဒဏ်ပေးတာ ပေါ့နော် social punishment လောက်တာမျိုး white collar လောက်တာသူလုံဆောင်နေတဲ့ကိစ္စအားလုံးကိုပေါ့နော်သူကဟိုအမှုပညာရှင်တယောက်ဖြစ်မဲ့ဆိုလဲသူ့ရဲ့အမှုပညာကိုအားမပေးတာမျိုးလုပ်တင်တယ်။ဒါအပြင်ကျူးလွန်ခံရတဲ့နစ်နာသူကိုလည်းသင့်တော်တဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကုစားမှုတွေကိုထိထိရရလုပ်ပေးတင်တယ်လို့ဆိုပါတယ်။တော်လေရေကိုအကြောင်းပြတာတွေအပါအဝင်ရာထူးအာနာ ေရာနဲ့အသက်အရွယ်ငွေကြေးပိုင်ဆိုင်မှုတွေလုံခြုံရေးတင်ကျက်မှုအခြေအနေတွေကိုအကြောင်းပြုပြီးအခွင့်ကောင်းရှုကရည်ရွယ်ချက်ရှိရှိကျူးလွန်နေသူတွေကိုချင်းချက်မရှိလက်မခံခြင်းမူအားနဲ့ထုတ်ဖို့အရေးယူရမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပဋိပက္ခကာလအတွင်းလိန်ပိုင်းဆိုင်ရာအကြံဖက်မှုတွေကိုလက်နက်တပွဲအသုံးပြုတာဟာပြင်းထန်ဆိုရတဲ့လူအခွင့်ရေးချိုးဖောက်မှုတွေဖြစ်တဲ့အပြင်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့စိတ်အယားဆုံးမှုလည်းမြောက်ပါတယ်။ဒီလိုပဋိပက္ခနဲ့ဆက်နွှဲပြီးလိန်ပိုင်းဆိုင်ရာအကြံဖက်မှုကျူးလွန်သူတွေကို ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမပြုလုပ်နိုင်ခဲ့ပဲပြည်တံကင်းလွတ်မှုတွေရရှိနေတာကြောင့်အခုလိုဖြစ်ရတွေဟာတော်လေရေးကာလမှာပုံမဆူရောသော ဖြစ်ပေါ်နေတာဖြစ်တဲ့ဆိုတော့တုံ့ပြန်ချက်တွေလည်းရှိနေပါတယ်။တစ်ဖက်မှာလည်းလိမ်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအရေးယူဆောင်ရွက်ပေးနိုင်ဖို့အတွက်အရင်ဆုံးအမှုဖွင့်တိုင်ကြားဖို့လိုအပ်တယ်လို့ကရင်နီပြည်ကြားကာလဥရှိုရေးကောင်စီ IEC ရဲ့အတွင်းရင်းမှုနဲ့ကုပညာက DBB ကိုပြောပါတယ်။ အော်တခြားတစ်ခုကတော့တိုင်ကြားတဲ့တူတစုံတရာကတော့ရှစ်ဖို့လိုအပ်တယ်။ကိုင်ကန်ရှင်ကိုနိုင်တော့မဟုတ်လဲတက်ဆန်မိဘရှင်မျိုးတိုင်ဝဲပေါ့နော်။အာအဲ့ဒါကိုကျွန်တော်တို့ပူပြီးတော့မှဖြစ်စေချင်တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တရားမတက်မြတ်မြတ်တက်မှုကိုကျွန်တော်ဖော်ရဲမှာကျွန်တော်တို့ကိုနိုင်ကဒီပေါ့ပါဖို့လိုအပ်တော့မဟုတ်ကျွန်တော်အတန်အမလိုက်ပြီးတော့ဖန်းကားတွေတော်တော်လို့မရတာဟာတွေအများကြီးရှိတယ်။ အဲ့ဒါကလည်းခဏပြောတော့တက်ဖွဲ့ဝင်ကြမှာလဲအာကျွန်တော်တို့ကြမှာလဲညနေဆွေးနွေးရတဲ့ဟာတွေအပိုင်းနဲ့ရှိသလိုတက်ဆိုင်ရပေါ့နော်ကျွန်တော်တို့ဒီ IC မှာ TripN ဒီကုတရားတွေစုမှုရေးကိုပရမဆင်အာချစ်ချပေးနေတဲ့ case ပြပါ credit state police မှာလဲလာပြီးတော့မှတိုင်ကြတာတွေအာလှုပ်ဆင်ခြင်းနဲ့အကောင်းဆုံးကတော့တက်ဖွဲ့ဝင်တွေအနေနဲ့သူတို့ရဲ့ဒီတက်ဖွဲ့ဝင်တိုင်းမှာသူလိုက်နိုင်ရမယ့်တပ်ပိုင်းဆိုင်ရာကျင့်ဝတ်တွေရှိတယ်ပေါ့နော်အာအဲကြောင့်မို့အော်ဒီလိုမျိုးချုပ်ဖောက်မှုတွေအလွယ်တုံ့ဆမှုတွေတွေ့မယ်ဆိုတော့သူကထောက်ထုတ်ပြတာနဲ့မပြီးတင်မှုပေါ့နော် ပဋိပက္ခအတွင်းလိမ်ပန်းဆိုင်ရာအကြမ်းဖက်မှုကလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ဆေးရသွေးမှုတစ်ခုဖြစ်တယ်လို့ပြီးခဲ့တဲ့2008ခုနှစ်ဇွန်လ16ရက်နေ့မှာကုလသမဂ္ဂလုံခြုံရေးကောင်စီကသတ်မှတ်ခဲ့ပါတယ်။ဒါကြောင့်ဒီကနေ့ဇွန်လ16ရက်နေ့ကိုပဋိပက္ခအတွင်းလိမ်ပန်းဆိုင်ရာအကြမ်းဖက်မှုပေါပြောက်ရဲ့အပြည့်ပြည့်ဆိုင်ရာနှစ်အဖြစ်သတ်မှတ်ခဲ့ကြတာလေးဖြစ်ပါတယ်။ကျွန်မကကြေခိုင်ပါရှင်။ တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေဟာဂျွန်လတတိယပတ်အတွင်းနှစ်ရက်ဆက်အလေးအငိုင်တိုက်ခိုက်ခံရပြီးထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့မြေပြည်မှာရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်းသိရပါဗျာ။ ဂျွန်လ18ရက်နေ့လယ်တနားရီလောက်ကဇဝဲခမရ956တက်ကနေဗန်လမုတ်ကြီးရွာအုပ်စုရန်ဖိုကြီးရွာဘက်ကိုအင်အား30ဝန်းကျင်နဲ့ထွက်လာပြီးလန်ကင်းယူလာတဲ့စစ်ကောင်စီခြေလင်တက်ကိုတော်လိုင်းပွန်းတပ်ဖွဲ့တွေကဂျားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရသူတွေအများအပြားရှိတယ်လို့ဘူခရင်တပ်ဖွဲ့ဝင်တယောက်ကပြောပါရတယ်။ ဂျွန်လ၁၈ရက်မွန်တေ၁၂နှစ်ခွဲလောက်ကလည်းရန်ဖူကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းပေါင်းတပ်ဖွဲ့တွေကချောင်းမြောင်းတိုက်ခိုက်ခဲ့ရကနေစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးသူ၃ယောက်ရှိတယ်လို့ပြောပေမဲ့ DVP အနေနဲ့အတိအကျအတည်မပြုနိုင်သေးပါဘူးရှင်။ ကမ္ဘာရွှေဈေးနှုန်းတွေမတည်မငြိမ်ဖြစ်တာကြောင့်မြန်မာပြည်ရင်းရွှေဈေးကွက်မှာဒီတစ်ပတ်အတွင်းအတက်အကျတွေပြင်းထန်ခဲ့ပါတယ်။ရွှေအယောင်းအဝယ်တွေပါယာယီရဆိုင်းရတဲ့အထီကိုတက်ရောက်မှုတွေရှိခဲ့တယ်လို့ပြည်ရင်းရွှေဈေးကွက်အတွင်းကနေသိရပါတယ်။ဒီလိုကမ္ဘာရွှေဈေးတက်တာနဲ့အတူပြည်ရင်းအခောက်ရွှေဈေးကလည်းပြီးခဲ့တဲ့ဇွန်လ16ရက်ကတကြက်သားကို183သိန်းနီးပါးအထိစံချိန်တင်မြင့်တက်လာခဲ့ပါတယ်။ဒါပေမဲ့ရွှေကုန်သည်တွေကိုခေါ်ယူစစ်ဆေးနေတဲ့ဆိုတဲ့သတင်းတွေနဲ့ထွက်လာခဲ့ပြီးဈေးကွက်ထဲမှာလည်းအယောင်းဝယ်တွေရိုက်ရဲဆိုင်သွားခဲ့တာလို့သိရပါတယ်။ ဇွန်လ19ရက်မနက်ပိုင်းမှာတော့ကမ္ဘာရွှေဈေးနှုန်းကတအောင်စကိုအမေရိကန်ဒေါ်လာ3350အောက်ကိုပြန်ကျသွားခဲ့လို့ပြည်ရင်းရွှေဈေးနှုန်းကလည်းတစ်ကြက်သားကို196သိန်းခွဲအထိပြန်ကျခဲ့ပါတယ်။ဒါပေမဲ့ညနေပိုင်းမှာတော့ကမ္ဘာရွှေဈေးနှုန်းပြန်တက်လာပြီးအမေရိကန်ဒေါ်လာ3380အထိရောက်လာတာကြောင့်ပြည်ရင်းရွှေဈေးကလည်းတစ်ကြက်သားကို7380အထိပြန်တက်လာခဲ့ပါတယ်ရှင်။ဒီဗီယူမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီအီနွယ်ပါ ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။